လက်ကူးမြို့နယ်ဘာလာကျွာမှာဒီနေ့ရေကြီးတာကတော့ခရိုင်နှစ်တွေပေါ့လို့ဆိုပါတယ်ဘာလာချောင်းကရေတွေရှန်တက်လာပြီးအိမ်တွေနဲ့လမ်းတွေမြုပ်လို့ဈေးတွေကျောင်းတွေပိတ်ထားရပါတယ်လက်ကွင်းတွေကရေပြင်ကြေကြီးကတော့တစ်မျောတစ်ခေါ်ရှိမဆုံးပါပဲအဲ့ဒီချောင်းဟာ ညောင်နှပင်ကွင်းကနေမြေဖြားခံလာပြီးညောင်နှပင်ရွာတောင်မို့တရားရွာထိန်ပင်ရွာကြာကန်ရွာဘွက်ကြီးရွာအထက်ယူရွာစတဲ့ရွာတွေကိုဖြတ်ထောက်ကျန်ပကိုးလန်းကိုကျော်တကွန်နန်ရွာ ဘာလာရွာစတဲ့ရွာတွေအနီးကစီးဆင်းပြီးဆင်းဖုံရွာနားမှာတော့ငမိုးရိပ်ချောင်းတွေကို စီးဝင်ခဲ့တာပေါ့ထောက်ကျန်လန်းစုံနဲ့နှစ်မိုင်လောက်အကွာမှာတော့ဘာလာချောင်းကိုဖြတ်ကျော်တဲ့ဘာလာတရားရှိတယ် အဲ့ဒီတံတားနဲ့တမိုင်ခန့်အကွာရန်ကုန်မန္တလေးအမြန်လမ်းနဲ့ထောက်ကျန့်ပဲခူးလမ်းစုံတဲ့နေရာမှာချောင်းတိချောင်းတစ်ချောင်းရှိပါလေ။ဘာလာချောင်းနဲ့ချောင်းတိချောင်းတစ်ချောင်းဟာချောင်းများကကွင်းရည်တွေအတွက်အဓိကရေထွက်ပေါက်ကြီးနေခုပေါ့။ကြီးတာအခုချိန်ဒီပဲဆိုတော့အပေါ်ကြောက်လို့။လာစမ်းနေတယ်ကြီးရ။လာစမ်းလာပြေးကနေမှပိတ်ချရတာပေါ့။ဒီကြီးတဲ့ဟာကနှစ်စင်နေတိုင်းဖြစ်တာလားဘယ်လိုဖြစ်လဲ။နှစ်စင်နေတိုင်းပြောပြောပါဦး။ဝါသူမကြီးရင်ဝါကောင်ပဲ။ လာကန်းကြီးတန်းနဲ့လာလို့ရှိတာဒါပဲกว่าလေအဲ့နှစ်6နှစ်လောက်ကြာဒီကနှစ်လောက်ရှိပြီနှစ်တိုင်းဝင်ကြီးရဟိုးအရင်တော့ဟောအိုးရင်တော့ကြီးတယ်တက်ပြီးပြန်ကြသွားတယ်မကြဘူးမြောင်းကောင်းတော့မြောင်းရင်နှုတ်ကောင်းတယ်ပြောပါဘောနော်တက်တယ်မတက်ဘူးကိုရွာချလိုက်တာဒီရက်ထဲမိုးလေးငါးရက်လိုက်လာပြီဆိုတက်လာတယ်တက်ပြီးတော့တကြလေးလေးမင်းရဲ့တော့ပုံလေးတာရေးပြန်ရောအခုချိန်မှာတော့ထောက်ကျန့်ဘကူလန်းရဲ့မြောက်ဖက်ဘာလာချောင်းကြားရွာတွေကရေတွေဟာကောင်းကောင်းမစီးနိုင်တော့ပါဘူး။ဘာကြောင့်ပါလဲ။ ထောက်ရံဘကူတာလန်းကြီးကကန့်လန့်ဖြတ်ပိတ်ဆို့လိုက်လို့လားအဲ့ဒီလိုလဲတတိကျအပြစ်တင်လို့မရသေးပါဘူးအောင်တကုံဒီဗန်နာမှာသူကအခုလိုပြက်ကြီးပေါ့ပထမတော့ကကန်တူးတယ်အခုကျတော့အဲ့ဒီကန်သမားကနောက်တတိတူးလဲဟိုရောင်းလိုက်တဲ့အခါကျတော့အဲ့ဒီနေရာကြီးကိုရှင်းမြေကြီးတွေပို့ပြီးတော့ကပ်ပင်နေဆိုင်လို့ရှိရင်အရင်လိုမျိုးပဲရေမကြီးပဲနဲ့လေကောင်းကောင်းမလို့လို့ရမယ်လို့ကျွန်တော်တို့ကတော့ဒီညောင်းပြုတ်ပြင်ပြီးတော့ဒီအပေါ်လမ်းမကြီးလေဒီသူ့ညောင်းနေရှိတယ် ဒီတိုက်ဆယ်လေးဒီဘောလက်သမားလည်းမကြည့်တော့ဘူးဒီမြောင်းကောင်းကလည်းဒီရေမခုခင်ရေအကုန်နှုတ်သွားမှာဒီကတော့ဒီဆယ်မြောင်းပဲအဲ့မြက်တွေချောင်းထဲကိုဆင်းနေတာလူပိုင်းကတော့ရေနှဲသွားတော့ဒီကြီးတွေကအမြင့်ခုခုတော့လို့ဆင်းရလားပုံတုံးဆင်းလာတာလေတဲ့ဒါလန်းကြီးရဲ့တောင်တဲ့နားမှာတော့မာလာချောင်းထဲကဘာကန်တွေတူးချဲ့ခဲ့တာကြောင့်ချောင်းပိတ်ဆို့မှုတွေဖြစ်ခဲ့ရတယ်လို့ဒေသခံအချို့ကပြောပါတယ် ဟုတ်ကဲ့ဒီမှန်တော့ဒီကနေ့ဆက်သွားတာဟိုကဓာတ်ကင်ဂျောရဲ့နာမှာအဲ့ဒါဟိုကဘာလာဘက်ကစီးတဲ့ပေါမရေကိုဆက်စီးတဲ့အကောင်ဒီပေါ့ပါဒီလိုလမ်းကြောင်းပေါ်မှာဘယ်လိုပိုင်ရှင်ဖြစ်ပြီးဘယ်လိုတွေရောက်စားတာလို့ပိုင်ရှင်ပေါ်ပေါ်လာတာလည်းတော့ပြောတာ။ဒီချလမ်းမရှိတော့။အားရရကဒီကမောက်ကဆင်းနေတာဒီကနေ့ဆက်တော့ပြီးမှဘာလာချောင်းကိုဆက်တယ်။ဟိုကပြပြလေးအဲ့ဒါကံနေပြီ။အဲ့ဒါအဲ့ဒါရေလိုလမ်းကြောင်းဒေါ်ပေါ်မှာကိုထူထားတယ်။ဒါရင်မကတိပါဘူး။ အခုလိုရေစည်းရေလာညံပြင်းရတာဟာဘာလာတရာနဲ့တမိုင်အခန့်အကွာရန်ကုန်မန္တလေးအမြန်လမ်းနဲ့ထောက်ကျန်ပဲခူးလမ်းစုံနေရာမှာ ရှိတဲ့ချောင်းတိချောင်းဟာလည်းနှုံးမြေတွေဒိုက်တွေအမိုက်တွေနဲ့တိမ်ကောပိတ်ဆို့နေတာကြောင့်ဖြစ်ပါတယ်။ချောင်းကောရတဲ့နှုံးမြေတွေကဘယ်ကလာသလဲ။ဒီလျံမြေတွေပေါ်မှာနှစ်ပေါင်းများစွာလောက်ကင် စားတောက်နေတဲ့ဒေသခံလယ်သမားတွေနဲ့ ဆယ်မျိုးဝန်ထမ်းတွေကတော့အခုလိုပြောပြကြပါတယ်။ပြီးလို့ရတယ်။အခုရေးသန်းကပိုက်လုံးချလိုက်တဲ့အခါကျတော့အကျုံဖြစ်သွားတာ။ဟုတ်။အဲ့မှာအောက်ထဲမှာအနေဒီအများကြီးရှင်နေသူတို့လွှတ်ထားတဲ့အလုံးကအချောင်းလုံးကိုနှုံးဖြစ်နေတယ်ဖြစ်နေ။ဟာ။အဲ့မှာဆယ်မျိုးကလည်းမနေ့ကဆင်းကုတ်တာဟိုမျိုးဒီမျိုးဆင်းကုတ်သွားတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီဟာကဒီအပေါ်ဘက်မှာကျွန်တော်တို့တောက်လျှောက်ဒီဟိုဟာဒီပြည့်ဥပ္ပေ။အောက်နေကျွန်တော်တို့ကဟိုရှင်းဖို့ဟိုဖြစ်ပါတယ်ရှိပါတယ်။ဒီ ကောင်းလို့တော့ရှိတယ်မိုးရင်းလည်းကျွန်တော်တို့ကကြာအဟိုးကျွန်တော်တို့ကတက်ပြီးတော့ရှိပါတယ်ဒီရမ်းများတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့တက်တယ်နိုင်လာပြီအောက်မှာအရန်အကြီးကြီးတဲ့နေရာတွေမှာပွားလုံနေတော့ကျွန်တော်တို့ကဖြစ်ပါတယ်ဟာရှင်းပါပါကျွန်တော်တန်းရဲ့စက်ရုံဝင်ရှင်မှာအခုနဲ့တက်ခုလာတဲ့ဟာဒီယူလန်ကြောင့်ကဘူကရွာဘက်ကလည်းလဲတယ်နေရီဘက်ကအကုန်လဲခုံတာပေါ့။ထောင်းမြောင်းက မြက်တီထုံတွေနဲ့ဒီဓာရင်းနဲ့ပိတ်ဆို့ပြီးတော့ဒီစီလန်းကျော်ပြတ်ပြီးတော့ဒီလန်းချောင်းလွဲပြီးတော့ကြည့်ကြည့်ရခုကမွေးကြင်ကဘလောက်ထိများလဲဆိုပြီးကြတဲ့နှစ်2023ကမွေးကြင်ကဒူကန်လာတလာထဲမှာ20တက်သမ80တက်မှာကျော်ဒီနှစ်2024မွေးကြင်ဟာသူကတလာထဲမှာသူက40တသမာ8ဆိုတော့နှစ်ဖက်ပုံများဝိနေရောအခုလိုချောင်းပိတ်ဆွလို့ဘာလာချောင်းရဲ့အထက်ပိုင်းမှာဆွန်းဆွားဝါရေဖေးကြုံခဲ့ရတာကြောင့် ရမီအေက9000ကျော်နှိမ့်မြုပ်နေခဲ့တာလက်နဲ့ချီကြားခဲ့ပါပြီ။အဲ့တော့ကျွန်တော်တို့ဒါကျွန်တော်တို့လည်းအခုဒီရွာမှာနေတာငငယ်လေးတွေရပါဘူး။အရင်တော့ကဒီ base ဆို့တာဆင်းမှုတွေမရှိတော့ရေကြီးတယ်ဆိုရင်ထုတ်လို့ကန်ချိန်မီရတယ်။အခုဒီရေတန်းနေတဲ့ဆက်ရုံလိုလိုက်တာတော့ဖတ်ပစ်လိုက်တဲ့တကူကအိုက်ကပိတ်ပြီးတဲ့ဟိုကရေကဒါလိုက်ခံရလို့ပြင်။ဟုတ်ပါဦး။အခုကကျွန်တော်တို့စိုက်ရတာဒီကိုကျဲကျဲကင်းနေရပါတော့ကျဲရတာတွေကပြန်ရစရာမရှိတော့သွားပြီ ရုပ်သားကျွန်တော်တို့လဲပေါ်မှာကျွန်တော်ဘူးဆိုရင်တိမ်နဲ့လဲတော်မှာတဲပင်းတော်ပြီနေတဲ့အားတွေကတရားတော်မျိုးဒါကျွန်တော်သူ့တဲ့ကိုလူတိုင်းပေါ့အလားတူပါပဲချောင်းရဲ့အောက်ပိုင်းဘာလာတရာကြီးကြီးရောမှာလဲတွေ့ကြုံနေရတာပါဓာရီဟာဘယ်သူမှတာဝန်ရှိပါတယ်လေဓာရီကိုဘယ်လိုဖြည့်ရှင်းတာကုန်လဲဓာရီဓာရီကိုတော့စဉ်းစားဖို့အဖြစ်တင်လို့သူတို့မှာချိန်မရှိပါဘူးအဖြစ်လဲအဖြစ်ပါဘူးဟေးဟိုဆိုတော့တယောက်တော့ မှာတောင်းတောင်းကြံနေတယ်အဲ့ဘိုင်ဘက်ကနေပြီးတော့နော်မတို့ကူညီတာပံ့ပိုးတာပေါ့နော်ဘလို့ဒီလိုဘက်ကနေလုတ်ပေးခဲ့တာလို့ရှိတယ်မသိဘူးခနာခနာဘိုင်နေနေတော့မရှိပါဘူးအားမမရှိဘူးအားမဘိုင်နေနေရတော့ ဒါမနဲ့ဟိုပဆန့်ရှိတဲ့တထေးတော့လာလက်တူကြရတာပေါ့အဲ့ဒါအဲ့ဒါပဲရှိတယ်ဟုတ်ကဲ့ဒီတို့ပါလို့ပေါ့အဲ့ဒါခမင်းတို့တို့ပါဆန်ပါဆန်ပါညာအဲ့ဒါတို့လည်းတူကြရတယ်နည်းနည်းပါပါတို့မိသားစုလေးတွေကိုကျဆန်လာတဲ့ရှိတယ်။ပြီးတော့ကျမတို့ရဲ့မေတ္တာရှင်သူလူရှင်ခွဲကဘာမှပေါ့နော်မတတ်နိုင်တဲ့လူတွေအတွက်ပဲအထောက်အကူပေါ့နော်ပြုဖို့ရတဲ့ရည်ရထားတယ်။ဒါကြောင့်တို့ရဲ့ဘဝတွေကိုကြည့်ပြီးတော့တနာတယ်ပေါ့နော်။တို့ပြီမဲ့လဲအခုလိုတွေ့ကြုံနေရတဲ့ဒုက္ခတွေရဲ့ ။ဘရင်ကံအကြောင်းတရားတွေဟာဘာတွေလဲဆိုတာကိုတော့သူတို့ရဲ့ဖြတ်သန်းမှုအတွေ့အကြုံတွေအရဝါနဲ့ရင်ပြီးရခဲ့ကြတဲ့အသည့်တွေတော့ဒေသမဥကြီးတွေမှာရှိနေကြတယ်။သူတို့ဟာပညာရှင်တွေတော့မဟုတ်ကြပါဘူး။ဟုတ်ပြီပိုင်လောကချရလဲနောက်ပြီးစဉ်းစားကြည့်အပေါ်ရရေပေါ်ကလည်းရှက်မချတယ်ဟိုအော်ဒါကိုပုတ်ပြီးတော့မှအော်ဒါကြရေအဝဲစီကနေတော့အဝဲစီဝင်အဝဲစီကပြန်တက်ဖြစ်တဲ့ပုံစံမျိုးဖြစ်သွားတာဟုတ်တခါအဲ့ဟိုကလည်းအဝဲစီပိုက်လုံးနဲ့ဟိုဒီကချတဲ့နှုံးကြီးอ่ะ အဲ့ဒီမှာဝင်ထိုင်ပြီးတော့ပိတ်ဆို့မှုတွေနဲ့ရင်မထွက်နိုင်အဲ့ဒါကိုဆင်းရောင်းတင်ပြတယ်ဆင်းရောင်းတင်ပြတော့မနစ်ကတော့ဆင်းရောင်းဆင်းကုတ်တင်မှုတွေပုံမရောက်တီမရောက်ပဲပြောပါတော့တုတ်ကုတ်တောင်ကုတ်နဲ့အဲ့တကယ်နုံရှိတဲ့နေရာတော့မရောက်ဘူးဟိုအောက်တဲ့ရည်ကြီးတဲ့အချိန်ဆင်းကုတ်တော့ရည်ကြီးလို့ကုတ်မရောက်ဘူးဆိုပြန်တက်တော့အိုက်တယ်ပြန်လှည့်ပါဘူးလူရတော့ကျွန်တော်တင်ပြတယ်ဥက္ကရာဘောင်ကျွန်တော်သွားတယ်ဆင်းရောင်းဟုတ်ပါပွင့်လင်းရသည်လို့ဆိုရယ်နိုင်ငံတော်ဘာကြောင့်ငွေမကြလို့ဘာကြောင့်ငွေမကြလို့ဆိုတော့ အခုချိန်ဒီဘတ်ဂျက်ကိုပြကြလို့မလို့ပါဘောဘောတစ်ပြေးနဲ့ကြောင်းပါအဲ့ဒီတံပေါ်မောအဲ့ကျဲရဲ့နှကန်းသေးကဟိုဘက်ကျန်းပြီပဲကျန်းဒါကြီးကရှင်းပြောရေရိုးချောင်းမှကြီးဘာလာချောင်းဆိုတဲ့အပေါ်ကအဲ့ဒီကြီးချောင်းမှမှအဲ့အလေကောင်တဲတဲ့မှာမှကန်ဆင်းပြီးတာဟုတ်ကွာအမိုးပြပြဘင်းမှလည်းချောင်းတော့ခြရေကန်ပြီးဆိုတာရှိတယ်အဲ့အဲ့ဒါလည်းရှင်းပြောမှာတော့ကြောက်ကြီးဒီ area အတိုင်းပေါ့ပိုင်ရှင်ရှိစီမကြည့်တော့ဆိုတာအဲ့ဒီချောင်းတဲ့ကိုဘယ်ကောင်ကလာပိုင်လဲတော့မသိဘူး မှတ်တိုင်ဆိုင်ထားပြီးတော့အဲ့ဒီအဲ့မှတ်တိုင်ရုပ်နေတာလူပဲဆိုရင်မြင်ရတယ်ပိုင်ရှင်စီစီမကျူးကျော်အောင်ဆိုတဲ့ဒီလိုမှတ်တိုင်ရိုက်ပြီးမြေဦးနေတာဟာဒီရေရိုးလမ်းကြောမှာအဲ့လိုဟာတော်တော်များများဒီဘာလာအောက်ပေါ်ဒီအထက်ပေါ်ဒီဘာလာအတွက်တဲ့ပေါက်နေတဲ့ဆက်ကျွန်တော်တို့ကကျတော့ဟိုကျွန်တော်ဒိုင်ဝူဥဒိုက်ရိုးပေါက်နေတဲ့ဆက်ကျွန်တော်စီမုံတဲ့မှာဥဒိုက်ရိုးပေါက်မှာကျွန်တော်ဟိုဗေဒါရီတိုက်တွေပိတ်နေကြတယ်ချောင်းကောလာလို့ပေါ်လာလို့ပိတ်သွားတာရှိ နောက်တစ်ချက်ကကျွန်တော်တို့အောက်ကတဲ့ကြိုင်နဲ့ပတ်သက်လို့ကျွန်တော်စံပုံရေတကားမှာလည်းကျွန်တော်နုံတက်ပြီးတော့ပို့နေတာတွေရှိမိဘရေဘမင်းဘစတဲ့ရန်သူမျိုးငါးပါးကပေးလိုက်တဲ့ဘေးဒုက္ခအပေါင်းနဲ့အသားကျနေတဲ့ဒေသခံတွေကတော့အချင်းချင်းကူညီရမ်းမယ်လို့လာမယ်ပြီးပြည့်တွေ့ရင်လောကဒဏ်ကိုအန်တီရုံမှတပါအခြားမရှိတော့ဘူးမဟုတ်ပါလားခင်ဗျာရှင်ရှင်နဲ့အရင်မစားဘူးတဲ့မနေ့တော့ကတော့အဖားတယောက်ထမင်းမစားဘူးတဲ့